မင်္ဂလာပါခင်ဗျာမြန်မာ property dealer ရဲ့အပတ်စဉ်အင်ချမ်းမြေသတင်းများစီစဉ်ရနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဒီပတ်ရွေးချက်တင်ဆက်ပေးမယ့်ပထမဆုံးသတင်းကတော့ရန်ကုန်မိုးပြံအမြန်လန်းနဲ့မြို့တော်အပြင်ပလန်းစီမကိန်းဦးဆောင်ကော်မတီဖွဲ့စည်းရဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းတည်ဆောက်ရန်အတွက်ဦးဆောင်ကော်မတီဖွဲ့စည်းလိုက်တယ်လို့သိရပါတယ်စီမကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌအဖြစ်ဆောက်လုပ်ရေးဝန်ကြီးအဖွဲ့ဝင်များအနေဖြင့်ရန်ကုန်တိုင်းဝန်ကြီးချုပ်ပို့ဆောင်ဆက်သွယ်ရေးဒုတိယဝန်ကြီး ဘန္နာအခွန်ဒုတိယဝန်ကြီးနဲ့လေးစစ်စွမ်းအားဒုတိယဝန်ကြီးအတွင်ရင်မှုအဖြစ်ဆက်လုပ်ရေးဒုတိယဝန်ကြီးတို့ကတာဝန်ယူသွားမယ်လို့ဆိုပါတယ်။ဥဆောင်ကော်မတီအနေနဲ့ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းတို့ဆက်ဆက်ပြီးလူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကိုအကျိုးရှိထိရောက်စေမယ်။အမြန်လမ်းမြရဲ့လမ်းဥကြောင်းများကိုရှာဖွေဖော်ထုတ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စီမံကိန်းတစ်လျှောက်ပေါ်ထွက်လာမယ်။စက်မှုဆောင်များ logistic hub, drive port, စိုက်ကမ်းများနဲ့ အခြေပြုမြို့သင်များဖွံ့ဖြိုးလာစေရေးအတွက်သက်ဆိုင်ရာဝန်ကြီးဌာနများအဖွဲ့အစည်းများတိုင်းနှင့်တာကြီးအစိုးရအဖွဲ့တို့ကြားချိတ်ဆက်ညှိနှိုင်းဆောင်ရွက်မှာဖြစ်တယ်လို့လည်းသိရပါဗျ။ယင်းနှိမ့်နှံမှုကိုဘတ်ဂျက်အသုံးပြုမှုအနည်းဆုံးကိုအခြေပြုပြီး PPP စနစ်ဖြင့်အကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာဖြစ်ကရခိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကထုတ်ပြန်ထားတဲ့တင်တာလုံထုံးလုံနီးများနဲ့အညီဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။နောက်တဲ့တပုတ်အနေနဲ့အကြောင်းကြားစာအတူဖြင့်မြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနမှာအခန်းဝယ်ယူခွင့်ပြုချက်များကိုလိမ်လည်မှုတွေရှိနေရဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ မြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနမှာအခန်းဝယ်ယူခွင့်ပြုထားတဲ့အကြောင်းကြားစာများကိုအတူပြုလုပ်ကလိမ့်လည်မှုများရှိနေရလို့ဆက်လက်ရေးဝင်ကြီးဌာနမြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနရန်ကုန်ကအသိပေးထုတ်ပြန်ထားရှိပါတယ်။အဆိုပါအကြောင်းကြားစာအတူတွင်လူကြီးမင်းလျှောက်ထားချက်အရရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်စိတ်ကမ်းမြို့နယ်အေယာချမ်းသာအဆင့်မြင့်ကွန်ဒိုမီနီယံမှာတိုင်းမှတ်30အခန်းမှတ်1038အခန်းတံပိုးချက် ။စာဖြင့်ချက်သိန်း1035တိန်3000ချက်တတီကိုညွန်ကြားရေးမှူးချုပ်၏အောက်တိုဘာ9ရက်ရက်စွဲပါခွင့်ပြုချက်အရ CHID ဘဏ်အင်အားချင်းဝင်စနစ်ဖြင့်အရေးကြဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားအပ်ပါကြောင်းဖော်ပြထားသည်ဟုပါရှိလာပဲဖြစ်ပါတယ်။ဒါအပြင်အခန်းအတွက်ကြားသစ်တန်ဖိုး30ရာခိုင်နှုန်းချက်သိန်း3105900ချက်တတီအားသတ်မှတ်ထားသောဘဏ်စည်းအမှတ်39 65113 9633 1093 နှစ်လေးတုံညဒေါခင်မိုးရွှေကံဘောစားပန်တို့အကြောင်းကြားစာရရှိပြီးတဲ့နေမှာစတင်ပြီးရုံးဖွင့်ရ9ရက်အတွင်းပေးသွင်းပါရန်နဲ့ပေးသွင်းပြီး ဝေဖို့ပြေကြအီးမေးမတဆင်ဖြစ်စေနေပြီးတော့မြို့ပြနဲ့အင်အားဖွံ့ဖြိုးရေးဦးစီးဌာနရုံးလို့ဖြစ်စေကိုယ်တိုင်ပေးပို့ရမှာဖြစ်တယ်လို့လည်းဖော်ပြချက်အရသိရပါတယ်ခန်းဝယ်ယူခွင့်ပြုကြောင်းအကြောင်းကြားစာကိုအတူပပြုလုပ်ခြင်းနဲ့အီးမေးအကောင့်အထုများဖွင့်ကာလိမ်လည်ပြီးအခန်းများရောင်းချခြင်းငွေလဲခိုင်းခြင်းတို့ပြုလုပ်ခြင်းများရှိနေတာကြောင့်အများပြည်သူအနေဖြင့်ရောင်းမဝယ်မမဖြစ်စေရန်သတိပေးထားတဲ့အပြင်သိရှိလိုတာများရှိပါကလည်းဌာနသို့လူကိုယ်တိုင်လာရောက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်းအတိပေးထုတ်ပြန်ထားရှိပါတယ် နောက်တစ်ပုံအနေနဲ့လုပ်ပြနေထိုင်သူများတဲ့ကျေလက်နေထိုင်သူများကအိမ်ပိုင်ဆိုင်မှုပုံမှန်များပြနေရဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။မြန်မာနိုင်ငံ2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရတကောင်စီရင်အနှစ်ချုပ်အစီရင်ခံစာအရနိုင်ငံတွင်းမှာနေထိုင်ကြတဲ့အိမ်တော်စု85ရာခိုင်နှုန်းကအိမ်ပိုင်ဆိုင်ကြရလို့သိရပါတယ်။ဒီလိုအိမ်ပိုင်ဆိုင်တဲ့နေရာမှာ ကျေးလက်နေပြည်သူများရဲ့အိမ်ပိုင်ဆိုင်မှုကမြို့ပြနယ်လူထုအိမ်ပိုင်ဆိုင်မှုများတဲ့ပုံများနေရလို့သိရပါတယ်။ကျေးလက်နေပြည်သူအိမ်အောင်စု64ရာခိုင်နှုန်းဟာအိမ်ပိုင်ဆိုင်ကြပြီး400ရာခိုင်နှုန်းသာငှားရဲနေထိုင်ကြရလို့သိရပြီးမြို့ပြမှာတော့အိမ်အောင်စု65ရာခိုင်နှုန်းကအိမ်ပိုင်ဆိုင်ကြပြီးကျန်း23ရာခိုင်နှုန်းဟာငှားရဲနေထိုင်ကြတာပဲဖြစ်ပါတယ်။အစိုးရဝင်တဲ့အင်အား300ရာခိုင်နှုန်းနဲ့ပုပ်ပလီကအင်အား100ရာခိုင်နှုန်းကတော့မြို့ပြမှာပုံများပါတယ်။ဒါအပြင်အစီရင်ခံစာအရအိမ်အောင်စု20ရာခိုင်နှုန်းဟာအခန်းတစ်ခန်းတွင်လူတအူးခွဲထက်ပို၍နေထိုင်ကြတာဖြစ်ပြီး ခန်းတစ်ခန်းတွင်လူနှုတ်ဦးအထက်အလုံးမင်းပြုတ်သိစွာနေထိုင်ကြတဲ့အိမ်ဆောင်စုများကမြို့ပြတွင်စနစ်ရာခိုင်နှုန်းနဲ့ကျေးလက်တွင်ရှေ့ရာခိုင်နှုန်းရှိတယ်လို့ဌာနဆိုင်ရာထုတ်ပြန်ချက်များအရသိရပါတယ်။နိုင်ငံတကာကဏ္ဍအနေနဲ့ဘန်ကောက်မှာလက်ဇရီကွန်ဒိုတွေဝယ်လိုအားကောင်းနေတယ်ဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလက်ဇရီကွန်ဒိုတွေဝယ်လိုအားကောင်းနေတယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ကမ္ဘာစီးပွားရေးနှိကွေးမှုတွေရှိနေပေမဲ့ထိုင်းနိုင်ငံရဲ့ချမ်းသာတဲ့အထက်တန်းလွှာတွေရဲ့နိုင်ငံခြားယင်းနှိမ့်မြုံနယ်သူတွေစီကဝယ်လိုအားဆက်ရှိနေတာကြောင့် ဘန်ကောက်ရဲ့လက်ဇရီကိုတို့ဇိန်ခန်ကိုတို့ဈေးကွက်ဟာဆက်လက်ကြီးထွားနေပါတယ်လို့အင်ချမ်မစ်အတိုင်မီကန်ကိုလီးယားထိုင်းလန်ကပြောပါတယ်ကိုလီးယားထိုင်းလန်ရဲ့သူတေသနာနဲ့ဆက်သွယ်ရေးဒါရိုက်တာဖက်ဒရယ်ချိုင်းတာဝီဝမ်ကဇိန်ခန်ယူနစ်တွေဟာတောင်လွားဖရွန်ပေါန်အကမိုင်းဝိုင်ယားလက်စ်လန်စွမ်လွန်ဘနီ ဆက်တရုံးနဲ့ကြောက်ဖျားအေရီယာတွေလိုအဓိကနေရာတွေမှာစုစည်းတည်ရှိနေပါတယ်။အဲ့ဒီနေရာတွေမှာပြည်တွင်းနဲ့နိုင်ငံတကာဝယ်လက်တွေစီကဝယ်လိုအားဆက်ပြီးအကောင့်နေသေးပါလို့ပြောပါတယ်။စီမံကိန်းအစ်စ်တွေမှာအီမန်နဲ့ Porsche ဒီဇိုင်းတို့လိုကမ္ဘာနာမည်ကြီး Hospitality နဲ့ဒီဇိုင်းကုမ္ပဏီကြီးတွေပုံမပါဝင်လာပြီးဒါကဘန်ကောက်ရဲ့အထက်တန်းလွှာဈေးကွက်ကိုပုံစံအစ်စ်တစ်မျိုးဖြစ်စေပါတယ်။ Porsche Design Tower ပန်းကောက်ဟာမနစ်က10စတူရမီတာကိုဘတ်တတန်းနဲ့စံချိန်တင်ခဲ့ပြီးပန်းဟောက်တွေကတခန်းကိုဘတ်တ3.4ဘီလီယံကျော်အထိဈေးရရှိခဲ့တာအာရှရဲ့အမြင့်ဆုံးဈေးနှုန်းတွေထဲမှာပါဝင်ခဲ့ပါတယ်။တာမန်ကွန်ဒိုခန္ဓာကဝယ်လိုအားနည်းနေပေမဲ့ ထိတ်တန်းကုန်လိုဈေးကွက်ကတော့ထိုင်းနိုင်ငံရဲ့ပြပငွေပုံပေါ်ထိုင်နေတဲ့ဝလက်တွေကိုဆက်လက်ဆွဲဆောင်နေသလိုလူအများပြားကဗန်ကောက်ကိုစင်ကာပူဟောင်ကောင်ဒူဘိုင်းတို့နဲ့နှိုင်းယှဉ်ပြီးလုံခြုံတဲ့နေရာတစ်ခုပြည့်ခန့်မှန်းကြပါတယ်။နောက်တစ်ပုံအနေနဲ့ဝမ်လေးသမနှစ်ခွန်ဘီလီယံတန်ဇိန်ကန်ဗီလာဝယ်ယူလိုက်တဲ့ Twice အဖွဲ့ဝင်မိုမိုဆိုတဲ့အကြောင်းပြပြပေးချင်ပါတယ်။ကိုရီးယားနိုင်ငံရဲ့နံပါတ်ကြီး K-pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Twice အဖွဲ့ရဲ့အဖွဲ့ဝင်မိုမိုဟာအော်တိုဘာလာကဂျောင်ကီးပြည်နယ်ဂူရီရှိအာကျူလိုက်ဖီလီမှာဇိန်ကန်ဗီလာတလုံးကိုငွေသားဝယ်၄သမနှစ်ခွန်ဘီလီယံ အမေရိကန်ဒေါ်လာ3သန်းခန့်နဲ့ပေးချေကဝယ်ယူလိုက်တာပဲဖြစ်ပါတယ်။အောက်တိုဘာလ31ရက်ရက်စွဲပါတရားဝင်တရားရုံးမှတ်ပုံနဲ့စာရွက်စာတမ်းတွေအရမိုမိုဟာဂူရီအန်ချုံဒုံအစင်းမြအကာဒီယာစနစ်ချာကွန်ပလက်စ်မှာတည်တဲ့ area 221 square meter unit အတွက်ဝယ်ယူရေးစာချုပ်ကို အော်တိုဘာ23ရက်မှာလက်မှတ်ရေးထိုးခဲ့ပြီး1.2ဘီလီယံအမေရိကန်ဒေါ်လာ3သန်းခန့်ပေးချေကလွှဲပြောင်းပိုင်ဆိုင်မှုမှတ်ပုံတင်ခဲ့လို့သိရပါတယ်2023ခုနှစ်မေလကပြီးစီးခဲ့တဲ့ Arcadia Signature Complex ဟာ Arculine Village ရှိ Premier လူနေအင်အားစီမံကိန်းတစ်ခုဖြစ်ပြီးအဆောက်အအုံဟာမြေအောက်ထက်နှစ်ထပ်နဲ့မြေပေါ်၄ထပ် unit ရှိခုသာပါဝင်မှာဖြစ်ကဟန်မြင့်နဲ့အာချာစံတော်မြင့်နှစ်ခုလုံးကိုမြင်ကွင်းကျတဲ့နဲ့မြင်တွေ့နိုင်မှာဖြစ်ပါတယ်ဒီဇိန်ကန်ဗီလာဟာစိုးခရိုင်အတွင်းရှိဂန်နန်ဂန်ဒေါင်း ခွန်ချင်းနဲ့စုံဖားတို့လိုအချက်အချာကြားတဲ့ data တွေကိုအချိန်တိုတွင်းရောက်ရှိနိုင်မယ့်နေရာမှာတရှိတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ပတ်ဒီမှာလဲစိတ်ဝင်စားဖွယ် Inchemy သတင်းစီစဉ်တွေကိုထပ်မံတက်ဆက်ပေးအောင်မှာဖြစ်လို့ကျွန်တော်မြန်မာ property ဒီလာရဲ့အပတ်စဉ် Inchemy သတင်းများစီစဉ်ကိုစောင့်မျှော်ကြည့်ရှုပေးကြပါလို့ပြောကြရင်ပဲကျွန်တော်တို့ရဲ့အစီအစဉ်ကိုဓမ္မပိတ်ရနာခွင့်ပြုပါခင်ဗျာ။မြန်မာအင်ချမ်ပြည်အတွက် MBD News